ဒါကဘုံတို့ပျက်စီးမှုအမျိုးမျိုးကြုံလို့တောကပတိတွေဟာဖြစ်လာတဲ့လူတွေဟာအရေးပေါ်လူနာနဲ့တူတယ်ဆိုတဲ့သဘောလေးဘုံကပြောတာနော်အဲ့တော့ပျက်စီးမှုတွေထဲမှာသောသောကဘုံဘုံပြောခဲ့ပြီဘယ်ပျက်စီးမှုဟာကိုယ့်ကိုအချင်းချောင်းနိုင်တယ်လဲတောကပတိတွေဟာမိကိုအတောက်လောင်နိုင်ဆုံးလဲလို့မေးကိုယ်ခန္ဓာကိုယ်ကြီးပျက်စီးမှုဟာကိုယ့်အတွက်အကြီးမားဆုံးသောတောကပတိတွေဟာကိုဖြစ်စေတတ်တဲ့အကြောင်းတရားပဲဟုတ်လားကိုယ့်ဖြစ်ပြီးဆိုရင်တော့ကျန်တာတွေကခေါင်းနဲ့မရှိတော့ဘူးဟုတ်လား တော့ကို့မှာအဲ့လိုဖြစ်လာပြီဆိုရင်ကို့ဘာလုပ်မလဲဒါနဲ့ပတ်သက်ပြီးတော့ဘုံမတို့တရားမင်းကြီးကြောင့်ပြောခြင်းစိတ်ရှိအဲ့တရားမင်းကတက္ကပညာသုတ်တန်ဆိုပြီးတော့မြတ်စွာဘုရားကသူကသွားမေးလို့မြတ်စွာဘုရားဖြေးပြတယ်သုတ်တန်ကြီးရှိတယ်အဲ့ဒီသုတ်တန်ကြီးကိုနားပြီးတော့သောတာပန်ဖြစ်တာအဲ့ဒီသုတ်တန်ကြီးကိုဖြစ်ပေါ်လာဖို့တော့သူအမေးတွေသွားမေးမယ်မြတ်စွာဘုရားကတရားတွေသွားနားမယ်ဆိုတာဘာကြောင့်သွားနာခြင်းစိတ်ပေါက်တာလဲ တေမာကြောက်လို့သူကတိတယ်နောက်ဘယ်ချင်းဒီခုနှစ်ရက်လားမသိဘူးတေတော့မှသူကတော့ဒီရှိတဲ့စီးတိမ်တွေအကုန်စွန့်ရတော့မယ်ဆိုတာတိတယ်အနာကမတေကြဘူးဆိုတာလည်းတိတယ်ဟုတ်လားအဲ့ဒီမှာတောက်ပြီပေါ့မီးရ။နက်ဖြစ်နေပြီမလို့တောက်ကမီးရမဖြစ်နေဘူး။တောက်နေပြီ။အဲ့တော့အဲ့ဒါကိုငိမ့်ငိမ့်အေးစေခြင်းလား။သူ့စိတ်ထဲမှာ ဒီစည်းစိမ်တွေကိုလည်း तू မစွန့်နိုင်မစွန့်နိုင်တော့လည်းပဲအကြောင်းတရားကုန်ရင်အကျိုးတရားတော့ရက်စမြဲပဲလေဟုတ်လားအဲ့ဒါနဲ့မြတ်စွာဘုရားဒီမှာအဖြေရှိမယ်နီလန်းရှိမယ်သူယုံကြည်တာပဲလေဒါအဖြေလားရှာရတာလို့ဘုံဘုံကတော့အဲ့လိုမြင်တယ်ပေါ့ဟုတ်လားတောကပတိတွေကဖြေလို့တရားနာတယ်ဆိုရင်ဒါပါလို့တာတော့အဖြေရှာတာပဲလေအဲ့တော့အဖြေဆိုတာလည်းပဲရှာတိုင်းလည်းတွေ့ချင်မှတွေ့တာဟုတ်တွေ့တယ်အကြောင်းရှိမှတွေ့တာဟုတ်လား ကိုရှာတဲ့နေရာမှန်မှသာနဲ့တွေ့နေတယ်ကိုလိုချင်တာလေးရတယ်ဆိုတာကိုလိုချင်တာရှိနေမှသာလေးရနိုင်တာကိုကိုလိုချင်တာမရှိတဲ့နေရာသွားရှာလို့ရမလားဘုရားအဲ့ဒါနဲ့တရားမင်းကမြတ်စွာဘုရားဒီကိုရောက်လာပြီးတော့မေးတာပဲလေအတိတုတ်တန်ကြီးဘုံဘုံတို့အကျေတဝန်ဟောတာရှိပါတယ်မငြိမ်းချမ်းတာဘာကြောင့်လဲဆိုတာကောင်းစေတယ်ဟုတ်လားမြတ်စွာဘုရားကိုမေးတာလေမြတ်စွာဘုရားလောကမှာရှိတဲ့နတ်တွေလူတွေဟာငြိမ်းချမ်းချမ်းဘေးကင်းရန်ကင်း နော်ချမ်းချမ်းသာသာနေလိုကြပါလေကဲနဲ့မငြိမ်မချမ်းဘေးရန်မကင်းမရှင်းကြောက်ကြောက်လန့်လန့်နေနေကြရတာဘာကြောင့်တော့အဲ့ဒီမှာမြတ်စွာဘုရားဘာကြောင့်လို့ခေါ်တော့အိတံမစ္စရိယမနာလိုမှုဝန်တိုမှုဆိုတဲ့ဒီတန်ရောစဉ်ကျိုးနှချောင်းကြောင့်တတ္တဝါတွေဟာဘေးကင်းလို့တော့လည်းမကင်းကြဘူးငြိမ်အေးလို့တော့လည်းမအေးကြဘူးရှုပ်ပြီးတော့ဒါမြင်အဲ့ဒီအိတံမစ္စရိယကဘာကြောင့်ဖြစ်တာတော့ချစ်ချင်းမုံငင်းကြောင့်ဖြစ်တာ ။တရားစဉ်းစားရင်တော့အလုံးကိုကောင်းတဲ့တရားတွေပဲနော်။ချက်ချင်းမုံညင်းရတော့ဘာကြောင့်ဖြစ်တာရော။ဟာကိုအလိုပြည့်ရင်ချက်တာပဲ။ကိုအလိုမကျရင် မုံတာပဲ။ဒီအလိုဆန္ဒတစ်ခုကိုအကြောင်းပြုပြီးတော့ချက်ချင်းမုံညင်းဆိုတာဖြစ်နေတာ။အဲ့လို့ဆိုရင်အဲ့ဒီအလိုဆန္ဒကိုဘာကြောင့်ဖြစ်တာရော။အတွေးတွေကြောင့်ဖြစ်နေတာတဲ့။ကြံစီမှုဝိတက်တွေကြောင့်ဖြစ်နေတာ။အဲ့ဒီဝိတက်တွေကိုဘာကြောင့်ဖြစ်နေတာရော။ မပင်စတင်ညာလို့ဆိုတယ်တဏမာနဒိဋ္ဌိနဲ့ရှင်တဲ့အမတ်တင်ညာတွေကြောင့်ဒီအတွေးတွေကလည်းဖြစ်နေတာအဲ့လိုမျက်စွာပြရဟောပြီးတော့နော်မှီဝဲတဲ့တရားမမှီဝဲတဲ့တရားမမှီဝဲတဲ့နာတွေကိုရှောင်ပြီးတော့မှီဝဲတဲ့နာတွေကိုရှောင်ပြီးတော့နော်သတိပဋ္ဌာန်တရားကိုပွားများမယ်ဆိုလို့ရှင်ချမ်းသာလိမ့်မယ်ဆိုပြီးတော့အဲ့လိုမျက်စွာပြဟောတာအဲ့ဒီသုတ်တံလဲနာလဲပြီးရောသောတာပန်ဖြစ်တယ်အဲ့ဒါမြတ်စွာဘုရားတရားကိုနားတော့သောတာပန်ဖြစ်နော် သောတာပန်ဖြစ်ပြီးတော့အဲ့ဒီနားတယ်သေပြီးတော့တရားအစ်စ်ပြန်ဖြစ်တယ်တဲ့ဘယ်သူမှမသိလိုက်ဘူးအဲ့ဒါမြတ်စွာဘုရားနဲ့တရားပဲသိအဲ့ဒီနားတယ်သေပြီးတော့အဲ့ဒီနားတယ်တရားအစ်စ်ပြန်ဖြစ်တယ်သောတာပန်ဖြစ်သွားပြီးတော့အနာဂတ်လည်းသူဥစရာကြောက်စရာမလိုတော့ဘူးညင်းအေးသွားတယ်နော်အလွန်အကြီးကျယ်ဆုံးလို့တောင်ဆိုနိုင်တဲ့အကျိုးရလဒ်ကိုသူရမသွားဘူးလားရသွားတယ်နော်သူလာရှာတဲ့အဖြစ်တွေ့သွားတယ်နော်သူလိုချင်တာရသွားတယ် ဘယ်ကနေတရှင်းရသွားတော့တရားနာယူခြင်းကနေတရှင်းရသွားတာ